ရှိရင်အေးရီပုံနီခင် MTV ရိုက်ခွင့်နေရမှာကြာတော့ဒီတရုတ်ပြည်ပဲเนาะတုံးပဲဟာပင်ပေါ့တော်တော်အေးရာရာဒီဥတော်ကလည်းရင်နှွေးကိုပက်ပက်စုတဲတဲ့ချိန်ကကျွန်တော်တို့အပြင်မှာထွက်လောင်းလာလေအပေါ်မောပေါ်လောင်းတဲ့ချိန်ကသူကလုံးဝချက်ချင်းရေခဲဖြစ်သွားတကယ်ရတဲ့ချိန်ကကျတော့ဒီပဆက်ပါတုံးတယ်ပေါ့เนาะကျင်နဲ့ကျင်နဲ့ကျွန်တော်တို့ပုံမှန်ရေခဲတိတာမှာအပေါ်ထက်ရေခဲခဲတဲ့အခန်းဆိုလို့ရှိရင်သူက -30 ပဲရှိရပေါ့เนาะဒီဟာက -28 ဆိုတော့တော်တော်ခဲတာ အာဒီရှင်းနဲ့တော်တော်လိုက်ဖက်တယ်ပေါ့နော်သူကအရှေ့ရမှာနင်းတွေမြူးတွေဟောပါပေါ့နော်အဲ့ဒါတော်တော်လိုက်ဖက်တယ်ဆိုပြီးမှဒီဒီနေရာရိုက်ခဲ့တာပေါ့ဟုတ်အတင်းနဲ့အောင်ချင်မယ်ဆိုသူတနေ့အောင်ချစ်မယ်ဆိုသူရဲ့ပုံပြင်ပြောခဲ့တလားကွယ်အဲ့တကြောင်တော့တော်တော်ကြိုက်တယ်ဒီစားတာအရင်မိုက်တယ်ပေါ့နော်ခဏတက်ခဲ့အဲဟုတ်တယ်ဟုတ်တယ်အတဲခွဲတဲ့မုတ်ကိုထည့်ပြီးမှစိုခဲ့တာပေါ့နော်အမှန်ဆိုဒီတချင်းက ထွက်ချင်တာကြာပြီပေါ့နော်ဒါပေမဲ့သူကစောင်းတက်ချင်းဆိုတော့လေစောင်းအဝင်နဲ့မှမလိုက်တာပေါ့နော်အခုဆိုလို့ရှိရင်ရှမ်းပြည်မှာတော်တော်ချမ်းနေပြီပေါ့နော်ကျွန်တော်တို့ရှမ်းပြည်မှာဆိုလို့ရှိရင်မနက်နဲ့ညဆိုရင်စပြီးတော့အေးလာပြီပေါ့နော်စောင်းဝင်လာပြီဆိုတော့စောင်းအဝင်မှာဒီတက်ချင်းတွေနဲ့တိုက်ဆိုင်တဲ့လူရှိမယ်လို့ဇာတ်ထင်တာပါလို့နော်အကြောင်းမလို့၁၇လပိုင်းတရနေ့ကို၁၇နာရီကိုထွက်လိုက်တာပါဟုတ်အမတရားဖြစ်သွားအောင်ပေါ့နော်